းပွဲမင်္ဂလာပါဒီတစ်ခေါက်ခေါင်းစဉ်လေးကတော့ရန်သူများကိုလေးစားခြင်းလို့ခေါင်းစဉ်ကိုရေးချထားပါတယ်ဒါဆိုရင်အင်းပေါ့နော်ကျွန်တော်တို့မှာလူတိုင်းမှာပေါ့နော်အဲချစ်သူမုန်းသူခင်သူရန်သူပေါ့နော်ဒီလိုလူမျိုးတွေလည်းရှိရပေါ့နော်ဒါဆိုရင်ကိုယ့်ကိုမုန်းတဲ့သူကိုယ့်ရဲ့ရန်သူတောင်လေးစားရမယ်ဆိုတော့အဲအကြောင်းအရာလေးပေါ့နော်အာကြည့်ဖတ်ကြည့်ခြင်းလေပေါ့နော် ဆိုတော့ဘာ၄ဘလို့ရှိမလဲဆိုတာဆရာရဲ့အတွေ့အမြင်လေးကိုဖတ်ကြည့်လိုက်ရအောင်ပါရန်သူများကိုလေးစားခြင်းယောက်ျားတယောက်ရဲ့ဘဝမှာဘာအကြောင်းပြချက်မှ မလို့ပဲလက်တွဲဖြုတ်ခဲ့ရတဲ့မိစေမျိုးလည်းရှိတယ်ထို့သို့ပြောခဲ့စဉ်ဘလို့မိစေမျိုးလဲဆိုတာဥပမာတစ်ခုခုပေးရန်ကျွန်တော်ဤအမတ်တပွဲချစ်ခင်ရသောစာရေးဆရာမတအူကအတင်းအကျပ်တောင်းဆိုခဲ့ပို့သည် ဥပမာ တခုခုကိုရုတ်တရက်ရှာဖွေမတွေ့ခဲ့တော့လဲကျွန်တော်ဤအဆိုကိုမယုံသိမ့်ဖြစ်ခဲ့ဟုထင်လေနေပေါင်းများစွာကြာမြင့်သောအခါကျွန်တော်သည်ဟိုတမျိုးဒီတရွာကူးတန်းသွားလာ၍အသက်မွေးခြင်းပြုရသောသူတဦးဖြစ်နေခဲ့ပါပြီမိတ်ဆွေတိုးလာသည်နှင့်အမျှရန်သူလည်းတိုးပွားလာနိုင်သည်ပဲဖြစ်ပါသည်ရန်သူမိတ်ဆွေမကွဲပြားသည်လည်းရှိပါလိမ့်မည် ချိခဲ့ရသောမျိုးတစ်မျိုးတို့ရောက်ခဲစဉ်ကဖြစ်သည်ကျွန်တော်ရှိရာလက်ဖက်ရည်ဆိုင်လေးတို့ရခင်ကတွေ့မြင်ခဲ့ဘူးသောအကျွမ်းတဝင် မရှိခဲ့သောသူတို့လာတွေ့သည် သူစာအုပ်ကလေးမှာအမစာရေးပေးပါဟုဆိုသည်ကျွန်တော်ကလွယ်လင့်တကူကောင်းငင်လိုက်သည်နောက်တော့အခါအခြားသူတို့တားမြစ်နေသည့်အကြာမှသူနှင့်တော်တော်တွေ့ပြလိုက်သည် ပေါင်းဖွဲ့ပြခဲ့သည်သူကကျွန်တော်ထံငယ်သည်ထင်ပေါ်လိုမှု အထင်ကြီးခံလိုမှု ပါလွားလိုမှုတို့ကို သူငယ်တယောက်ဤငယ်သူတယောက်ဤမရင်ကျက်သေးသော အပြုမှုဖြင့်နားလည်ပေးနိုင်ပါသည် မိษွေဆက်ဆံရေးတွင်မူရိုးသားမှုမချွတ်ရင်းတင်ကြောင်းသူ့ကိုမကြမကြတတိပေးပစ်ခဲ့သည်သူမှာအရေးအချင်း ကောင်းလေးတချို့ရှိသည်ကိုလည်းအတိမတ်ပြုရပါသည် အကြောင်းကြောင့်ကြိုက်တိုက်ဆိုင်ခဲ့သည်များရှိ၍ကောင်းမွန်သောစိတ်စေတနာဖြင့်အကြင်ကြင်ထက်တန်လိုက်လဲစွာကူညီဆောက်ရှောက်ခဲ့သည်သူအပေါ်နားမလဲသောမျက်စိသဘွယ်ဝေးစုသောသူတို့နှင့်တက်နိုင်သည်မျှဆက်ဆက်ပေးခဲ့သည်ကျွန်တော်တို့ဝေးကွာသွားစဉ်မှာလည်းသူ၏အခင်ကိစ္စများနှင့်ဆက်လင်း၍ကူညီပေးခဲ့ကြောင်းမိစေများကလှမ်းပြောတော့ကျင့်နေခဲ့သည် ူအကျိုးစီးပွားတစ်ခုခုကိုပျက်စီးအောင် ရုတ်ရော့အောင် ကျွန်တော်မပြုလုပ်မိခဲ့ဘူးထင်လေသို့တော့ကမ္ဘာလောကသည်စံပေးတိုင်းဆေးရတတ်သည်မဟုတ်ပါချင်းကြိုးကြောင်းမဲ့တိုက်ခတ်ရေးသားခဲ့သောတူဤလူမှုကွန်ရက်စာမျက်နှာကို မိတ်ဆွေတူကစခရင်ရှော့လုပ်၍ပို့သည်ဖြင့်ဖက်ကြည့်ပြီးအံ့ဩရသည်ထိရောက်သည့်အေးအေးယူမှု တုံ့ပြန်မှုတစ်ခုခုပြုရန်ခရင်လာသည်မဟုတ်တော့လဲမိမိ၏စိတ်ခံစားမှုကိုပြန်စည်းစစ်ရာဒေါသထက်နာကျင်မှုကပို၍ထင်ရှားနေသည်ကိုတွေ့ရသည်တချိန်တီးခံလိုက်ရန်ဆုံးဖြတ်ခဲ့သည်မိမိမရည်ရွယ်စေခဲ့ကမှုသူအကျိုးထိခိုက်စေခဲ့သည်အပြုမှုတစ်ခုခုရှိကောင်းရှိနိုင်ခဲ့သည်ဟုတွေးမိသည်မွေစိတ်လိုမိတ်ဆွေဆိုသည်ကဘဝမှာ အခါခတ်သိမ်းကြုံဆုံဖို့အခွင့်အရေးမရနိုင်ဟု တွေးလိုက်မိတာလဲပါသည် မွေစိတ်လိုမိတ်ဆွေရှိမည်ဆိုလျင်ယူသားတဲ့ရန်သူဆိုသည်လည်းအသေးချာရှိရပေလိမ့်မည်ရန်သူနှင့်အတူအိတ်ဆက်ချင်းဟူသော အစေးတစ်ပုဒ်ကိုဖမ်းမိခဲ့စဉ်က ကျွန်တော်ရင်ထဲသို့တွန်တွန်တူတူဝင်ရောက်လာသောစကလုံးတချို့ရှိသည်ယူသားတဲ့ရန်သူယူသားသောရန်သူရှိသလိုချစ်စရာကောင်းသည့်ရန်သူရှိသလိုရန်သူကိုချစ်၍ရနိုင်သလိုရန်သူနှင့်အတူပေါင်းဖွဲ့၍ အိတ်ဆက်ပြောင်းနိုင်ပါသလိုဘဝခရီးတစ်လျှောက်တွင် ကျွန်တော်တို့သည် မလွဲမသွေကြုံဆုံရမည်လူနှစ်ဦးနှစ်စားရှိသည်ချစ်သူစစ်စစ်နှင့်ရန်သူစစ်စစ်ကွင်းလွန်သူကပြားဆရာမောင်ချောຫນွယ်ကတော့အဲ့ဒါလိုဆိုခဲ့ဘူးသည်ရန်သူနှင့်မိတ်ဆွေအဲ့ဒီနှစ်ခု မိတ်ဆွေဆိုသည်မှာတဦးတယောက်ဤဘဝခရီးအတွက်လိုအပ်ချက်တစ်ခုဖြစ်သည်ဆိုခြင်းကိုအငင်းမပွားတန်ရတော့လဲ ရန်သူသည်ဘဝအတွက်လိုအပ်ချက်တခုဖြစ်မဖြစ်အငင်းပွားပွဲ ရှိမည်ဖြစ်ထင်သည်အငင်းပွားပွဲရာရှိနိုင်သည်အနကုမင်းပြောမှုသောစကားကို ကျွန်တော်သဘောကျသည်ကျမမှာမိစေသုံးဦးရှိတယ်ချစ်သူ မုန်းသူ အလေးကယူမထားသူတို့ပဲဖြစ်ပါတယ်ကျမကိုချစ်သူတွေကရင်ကြီးတင်မွေအောင်တင်ပေးတယ်မုန်းသူတွေကသတိထားတတ်အောင်တင်ပေးတယ်အလေးမထားသူတွေကတော့ ကိုကိုကိုတံမိုးထားတဲ့အောင်တင်ပေးတယ်တဲ့နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာဟု၍ဆရာတကုံတရားမကွယ်လုံးမီတဖွားဖွားပြောခဲ့သည် ထို အချက်နှင့်ဆက်လင်း၍အငင်းပွားမှုမရှိခဲ့တော့လဲမုံသူမရှိချစ်သူသာရှိဟုဆိုခဲ့ခြင်းနှင့်ဆက်လင်း၍မူအငင်းပွားသူများ ရှိခဲ့သည်ငင်းခုံဝေဖန်ဇောရကတတ်တံများညဉ့်ညံကြေခဲ့သည်ဆရာ၏အဘိဓမ္မာကို ဂျေဂုတ်ဂျခဲခုခံသူများလည်းရှိသည်မိတ်ဆွေဆိုင်ရေးဆရာမတူဦးခင်မွန်းသည်သူတပားကိုကယိကထခံ၍ကူညီတတ်သည်တို့တော်သူကမိတ်ဆွေများကိုတဲတဲထန်ထန်နောက်ပြောင်တတ်သူဖြစ်သည်အခါမရွေးနေရာမရွေးအခြေအနေမရွေးထွက်ပေါက်မပေးရုပ်တီးကြီးတင်းတင်းခဲခဲနဲ့နောက်ပြောင်တတ်သောကြောင့်နောက်ပြောင်မှန်းပင်သိနာလဲပါတော့လဲ။ သူဤနောက်ပြောင်မှုမှာမရှင်ပြရေမောဝယ်ရမကောင်းလားမကြမကြဒုက္ခများမိပေးရသည် အငင်းပွားရအချင်းများရသည်ဆိုင်ရေးเสียမောင်ညူပြာကသူ့အပေါ်ညဉ့်ညင်တာတာမှတ်ချက်ပြုသောစကားမှာဆရာတကုံတရားကိုဓာတ်ရိုက်အဖြစ်ဆန့်ကျင်တကယ်သူရှိသည်ချစ်သူမရှိ မုန်းသူသာရှိဦးကွက်လက်ဆိုတာချစ်သူကို မုန်းသူဖြစ်အောင်လှုပ်တာတဲ့လေသူကိုယ်တိုင်ပြုံး၍ ပြန်ပြောပြခဲ့ခြင်းဖြစ်သည်ကျွန်တော်သည်ရန်သူနှင့်မိတ်ဆွေတို့၏ခြားနာသောသဘောကို တွေးတောဆင်ခြင်ကြည့်ဖြစ်သည်ချစ်သောသူများပင်ဖြစ်စေကမူတရားကိုတရားအကျိုးမလိုလားတော့ဘူးဆိုလျင်တဦး၏ပျက်စီးရာပျက်စီးကြောင်းကိုတဦးကပြုတ်လုံနေမည်ဆိုလျင်ပျက်စီးစီလိုဆုံးရှုံးစီလိုထိခိုက်နေနာစီလိုသောသဘောဆန္ဒရှိမည်ဆိုလျင် ထိုသူသည်ရန်သူဖြစ်နိုင်ပါသည်မုံသောသူများပင်ဖြစ်စေကမူတရက်ကိုတရက်အကျိုးလူလားမှုရှိမည်ဆိုလျှင်တဦး၏အကျိုးရှိရာရှိကြောင်းကိုတဦးကပြုလုပ်မည်ဆိုလျှင် ပွားစည်းစီလို အောင်မြင်စီလို ခိုင်မြဲစီလိုမထီခိုင်မနစ်နာစီလိုသောသဘောဆန္ဒရှိမည်ဆိုလျှင်ထိုသူသည်မိစေဖြစ်နိုင်ပါသည် အင်းဝကမြေကြီးတပုတ်ဆိုသောကဗျာတပုတ်ကျွန်တော်ရေးဖို့သည်အကြီးအကျယ်လွဲချော်မှန်းရနေသောကဗျာတပုတ်ကိုလုံခဲ့သော15နှစ်ခန့်က Cherry Magazine တွင်အဖွင့်ကဗျာအဖြစ် ပုံနှိပ်ဖော်ပြခဲ့သည်ရာစားတီးတဲ့အရေးတော်ပုံချမ်းကိုဖတ်ပြီးသောအခါကျွင်းချံရစ်သောခံစားမှုကိုကဗျာဖွဲ့လိုက်ခြင်းဖြစ်သည်အင်းဝနဲ့ဟန်တာဝရီတို့အချိန်ချင်းဆင်နွှဲခဲ့သောစစ်ပွဲများအတွင်လူယောက်ျားမိန်းမ ကလေးစင်မြင့်ကျွဲနွားစစ်သူရဲကောင်းများစွာကြဆုံးကြည်ပြုံးခဲ့သည်အင်းဝသည်ဟန်တာဝရီကို မသိမ့်ပိုက်နိုင်တကယ်သို့ဟန်တာဝရီကလည်းအင်းဝကိုမသိမ့်ပိုက်နိုင်ခဲ့အရှုံးအနိုင်လဲမပေါ်ခဲ့ချေထို့နောက်အင်းဝဘရင်မင်းခေါင်နဲ့ရွာဆန်ခဲ့သည် ထိုတရင်သည်မင်းခေါင်ဤရန်သူဟန်တာဝရီဘရင်အတွက်ဝမ်းမြောက်ဖွယ်ဟူ၍ယူမစရာရှိသည်သို့တော့ သူရှင်ရာဇာတိရဲ့အဖို့ရာဘယင်မင်းခေါင်နဲ့ရလာတည်တဲ့ရင်သည်ခြေကွဲပွေရာတရင်တပုတ်ပဲဖြစ်နေသည်ရန်သူဘယင်ဤနာယီကိုကြသောအခါဟန်တာဝရီဘယင် သူရှင်ရာဇာတိရဲ့သည် ဝန်းနေယူကြုံမရဖြစ်ခဲ့သည်ဆိုက်ကြီးတွင်ငိုကြေးခဲ့သည်ရာဇာကောင်းတို့သည်သာရန်သူဤကြဆုံးခြင်းကို ဝန်းနေစရာနှမျောတတခြေကွဲစရာအဖြစ်ခံစားနိုင်သည့်ကြီးမြတ်သောနှလုံးသားရှိကြသည် ရာဇာတိတဲ့အရေးတော်ပုံချံကကျွန်တော်ရင်လဲတို့ကျွင်းကြံစီခဲ့တော့ခံစားမှုမှာထို့အချက်ပဲဖြစ်သည်ထို့အချက်ကိုကဗျာဖွဲ့ခဲ့ခြင်းဖြစ်သည်တို့ရတွင်မြည်တို့မြည်ပုံ လွဲချော်ခဲ့လေသလဲမသိကျွန်တော်ကဗျာရဲတင်ဘယင်မင်းခေါင်ကွယ်လုံးရမည်အစားရာဇာတိတဲ့ကွယ်လုံးခဲ့သည်ရာဇာတိတဲ့ကငိုကြွေးရမည်အစားမင်းခေါင်ကငိုကြွေးခဲ့သည်ခန္တာဝတီကမျက်ရည်တစ်ပေါက်ဖြည့်ရမည်အစား ်အင်းဝကမျက်ရည်တစ်ပေါက်ဖြစ်ခဲ့သည်တော်တော့ကိုလွဲချော်မှားရင်သွားခဲ့ခြင်းဖြစ်သည်တို့တော့ထိုအမားကိုတည်ပြီးနောက်တွင်လည်းကျွန်တော်ပြန်မပြင်ခဲ့ချေအဘဲကြောင့်ဆိုတော့ယာစတိတဲ့ကစောစောလက်ရွာလာခဲ့ပါလင်လဲဘယင်မင်းကောင်ကတဲစွာငိုကြီးမိဟုယုံကြည်သောကြောင့်ဖြစ်သည်အင်းဝကမျက်ရည်ပဲဖြစ်ဖြစ်ဟန်တာဝရီကမျက်ရည်ပဲဖြစ်ဖြစ်ကျွန်တော်ကဗျာဤဆိုလိုရင်းအချက်ကိုမထိခိုက်စေခဲ့သောကြောင့်ဖြစ်သည် ရန်သူကိုမိတ်ဆွေဖျားအောင်အောင်မြင်မြင်လှုပ်ပြသွားနိုင်ခဲ့သူတဦးရှိသည်တချိန်သောအခါကမြဝကျုံပေါ်ဒေသတွင်တမြေတဲနေတရီတဲတောက်သူတို့သည်ရန်သူကြီးများတပ်ပွဲစစ်ခင်းခဲ့ကြသည် မုံတီးစရာအကြောင်းလုံလောက်စွာမရှိပါဘဲလျက်အချင်းချင်းတက်ပြက်ခဲ့ရွာရီမိရှုခဲ့ကြသည် ခရင်ဘမအထိကယုံမှု၍ကြော်စောခဲ့သည်ကျွန်တော်တို့၏အမိအဖအတွင်တရွာပြီးတရွာစစ်ပြေးရှောင်ပြေးခဲ့ကြရသည် အသက်ကိုဖက်နှစ်ထုတ်ခဲကြရသည်ခရင်ခေါင်းဆောင်ဘိုစောဆန်ဖိုးတင်ကဒီလိုပြန်ပြောသည် BIA ခေါင်းဆောင်ဘိုချုပ်အောင်ဆန်ဟာကျွန်တော်ရန်သူပါကျွန်တော်အခုပြောချင်တာကဘိုချုပ်ဟာရန်သူကိုမိတ်ဆွေဖြစ်အောင်ဘယ်လိုလုပ်တတ်တယ်လဲဆိုတာအင်မတန်ထူးကဲတဲ့အချက်ပဲဖြစ်ပါတယ် 1943ခုနှစ်ဩဂုတ်လတရက်မြန်မာပြည်လွတ်လပ်ရေးကြေညာသောအခါဘိုးစိုးဆန်ဖိုးတင်ကရန်ကုန်သို့ဆင်းလာခဲ့သည်သူမိတ်ဆွေအချို့ကမသွားနဲ့ဟုတားသည်တခင်တွေကခမည်းကိုတက်လိမ့်မည်ဟုပြောသည်သို့တော်သူသွားခဲ့သည်တခင်ဘိုးတခင်မောင်ကြီးတို့နှင့်တွေ့သည်ထို့နောက်တခင်တန်ထွန်းနောက်ဆုံးဘိုးချုပ်နှင့်တွေ့သည်ကျွန်တော်သူ့ကိုပြောတယ်ကျွန်တော်ကျုပ် ဘူစောဆန်ဖိုးတင်မယ်ခမရဲ့ရန်သူဖြစ်တယ်သူကကျွန်တော်ကိုကြည့်ပြီးဘလို့ပြောလိုက်တယ်လဲဆိုတော့ a brick enemy is a god friend ရဲရင်နဲ့ရန်သူဟာမိတ်ဆွေကောင်းပဲဆိုတော့စကားတခုဖြင့်ခရင်ကောင်းဆောင်ပိုးစောဆန်ဖိုးတင်သည် ဘိုးချုပ်နှင့်မိတ်ဆွေဖြစ်သွားခဲ့သည်။ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဘိုးချုပ်၏အစိုးရအဖွဲ့တွင်ဝင်ကြီးပင်ဖြစ်ခဲ့လေသည်ရာ1948ခုနှစ်ဇူလိုင်လ19ရက်အာဇာနည်ကြီးများလှုပ်ကြံခံခဲ့ရစဉ်ကဝင်းကြီးဖောဆန်ဦးဖောဆန် Sorry ပါရှင်ဝင်းကြီးဦးစောဆန်ဖိုးတင်သည်မအူပင်တွင်တင်းမောပြက်နေခဲ့သောကြောင့်အာဇာနည်ဖြစ်ခွင့်မရခဲ့ဟု၍နောက်အခါ ပြန်ပြောပြခဲ့သည် ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်နည်းကိုဘိုးချုပ်ကစံနမူနာလုပ်ပြသွားခဲ့ပါသည်ကျွန်တော်တို့သည်တဦးတယောက်ဤမိတ်ဆွေဖြစ်နိုင်တဲ့ကဲ့သို့တစ်ချိန်တည်းတွင်တဦးတယောက်ဤရန်သူလည်းဖြစ်နေနိုင်ပါသည်မိတ်ဆွေများရန်သူဖြစ်နိုင်တဲ့ကဲ့သို့ရန်သူများလည်းမိတ်ဆွေဖြစ်နိုင်ကြသည်ကိုအငြင်းမပွားတရားချစ် ရန်သူပင်ဖြစ်လင့်ကစားယူသားဖြောင်းမှန်ပါကလေးစားပွဲဖြစ်သည်ယောက်ျားကောင်းတို့သည်ယူသား၍ရဲရင်သောရန်သူကိုလေးစားအသိမှပြုနိုင်သည့်အထိစိတ်နှလုံးကြီးမြတ်မှုရှိပြီးကြီးမြတ်သည့်စိတ်နှလုံးရှိသူများသာရန်သူကိုလေးစားအသိမှပြုနိုင်ကြသည်ရန်သူများကိုလေးစားအသိမှပြုတတ်ခြင်းမရှိဘဲနှင့်ကျွန်တော်တို့သည်ငြိမ်းချမ်း၏အကြောင်းကို ပြောခွင့်မရှိဟုထင်သည်ငင်းချင်းဤမဆိုထားနှင့်တဦးတယောက်နှင့်လက်ဆွဲနှုတ်ဆက်ဖို့ပင်မဖြစ်နိုင်ဟုကျွန်တော်ထင်သည်ဒါကတော့2014ခုနှစ်ခရီးနှက်မဂ္ဂဇင်းမှာပါဝင်ခဲ့တဲ့ဆရာရဲ့အဆောင်ပါတစ်ပုဒ်ဖြစ်ပါတယ်အဲဒီဟာလေးကလည်းတော်တော်အဖိုးတန်ပါတယ်ရန်သူကိုဘလို့မိတ်ဆွေဖြစ်အောင်လုပ်မလဲပေါ့နော် A great enemy is a good friend ဒါလေးကမှတ်သားစရာဖြစ်ပါတယ်ဒါဆိုတော့ ရန်သူဆိုရင်တော့ကိုယ့်ရဲ့ကိုယ့်အတွက်အကျိုးတစ်ခုခု ဖြစ်နေခြင်းပဲဆိုရင်အဲ့ဒီရန်သူကယူသားဖြောင့်မှန်နေမယ်ဆိုရင် လေးစားပွဲ ဖြစ်ပါတယ်ဆိုတော့ယောက်ျားကောင်းတို့သည်ယူသား၍ရဲရင်သောရန်သူကို လေးစားအတိမတ်ပြုနိုင်သည်ထိစိတ်နှလုံးကြီးမြတ်မှုရှိပြီးကြီးမြတ်သည့်စိတ်နှလုံးရှိသူများသာရန်သူကိုလေးစားအတိမတ်ပြုနိုင်ကြပါသည်ဆိုတော့ဒါဆိုရင်အလုံးကို ရန်သူမဖြစ်အောင်နေဖို့ဆိုရင်ကိုယ့်ရဲ့စိတ်နှလုံးကြီးမြတ်ဖို့လိုအပ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ရန်သူမရှိအောင်နေဖို့ဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်။မရှိသလိုနေရမှာဖြစ်ပါတယ်။ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လည်ဆုံတွေ့ပါမယ်။